န္တလေးတိုင်းစင်တဲဝချောင်းရေကျော်နေစဉ်ခရီးသည်40ကျော်လိုက်ပါလာတဲ့ express ကားတစ်စီးရေစီးထဲမှာမျောပါမှုဖြစ်ပေါ်မင်္ဂလာပါပရိသတ်ကြီးရှင်မန္တလေးတိုင်းဒေသကြီးစင်တဲဝချောင်းရေကျော်နေစဉ်ခရီးသည်40ကျော်လိုက်ပါလာတဲ့ express ကားတစ်စီးဖြတ်မောင်းရကမနေ့ကမေလ26ရက်နေ့မနက်ပိုင်းကရေစီးထဲမှာမျောပါမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ် တောင်သားမျိုးနတ်ဆောင်ကြီးရွာအနီးမှာရှိတဲ့စင်တဲဝချောင်းကမြင်းကြံတောင်သားကားလမ်းပိုင်းမှာတည်ရှိတာဖြစ်ပြီးစင်တဲဝချောင်းကဒေသခံတွေကိုယ်တိုင်တောင်သတိထားရတဲ့ချောင်းဖြစ်တဲ့အပြင်မိုးနေနေရွာတာနဲ့ရေစည်းတန်တဲ့ချောင်းဖြစ်ပြီးရေကြောနေစဉ်ဖြတ်မောင်းခဲ့တာကြောင့်မျောပါခဲ့တာလို့သိရပါတယ်အဲ့ချောင်းကမိုးအုံမီဆိုတာနဲ့ရေစည်းအရန်တန်လာတာကြောက်ဖို့ကောင်းနေဒေသခံတွေကိုယ်တိုင်တော့တတိထားနေရတယ်လို့ဆိုတာဒေသခံတအူကပြောပါတယ် ညင်းကြံတောင်းတာအဝေးပြေးလမ်းကိုတိုက်ပွဲများကြောင့်ယာယီပိတ်ထားရတဲ့အတွက်အခုကားမျောပါသွားတဲ့လမ်းဟာမြို့ဆောင်လမ်းလေးဖြစ်တယ်လို့သိရပြီးရေကြောနေစဉ်ဖြတ်သွားခဲ့ပေမဲ့ဒေသခံတွေရဲ့အကူအညီနဲ့ခီးတဲ့အယောက်40လုံးကိုကူညီနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။မြို့ဆောင်လမ်းလို့ပြောရမှာပဲဒီဘက်ကနေသွားနေကြတာကံကောင်းနဲ့ကားသာမောင်းရင်အကုန်လုံးအသက်အန္တရာယ်ဖြစ်မှာရွာသားတွေတော်လို့ခီးတဲ့40ကျော်လုံးမတည်တာဘူးဆိုကနောက်ထပ်ဒေသခံတအူကပြောပါတယ်။ အခုရက်ပိုင်းရှမ်းပြည်နယ်သခိုင်းတိုင်းမန္တလေးတိုင်းတို့မှာမိုးသည်ထန်စွာရွာသွန်းပြီးရေကြီးလာရင်းနဲ့ရေနှင်းမြုပ်တာတွေဖြစ်ပွားလျက်ရှိကလျှက်စည်းလက်ချင်းမိုးကြိုးပစ်ခြင်းတို့ကြောင့်လည်းသေဆုံးမှုတွေအထိကြုံတွေ့နေရတယ်လို့သိရပါတယ်။